ဒါကကြောက်စရာကောင်းတဲ့ဇာလန်တစ်ခုလို့တော့မပြောနိုင်ပေမယ့်ကျွန်တော်ဘဝရဲ့ကြောက်စရာအကောင်းဆုံးအထွေထွေတစ်ခုလို့ဖြစ်ခဲ့ပါတယ်။ကျွန်တော်စီဝဲစင်တာတစ်ခုရဲ့လုံခြုံရေးဝန်ထမ်းတယောက်အဖြစ်အလုပ်လုပ်ကင်ခဲ့ပြီးတော့ပုံမှန်အားဖြင့်စင်တာက10နာရီလောက်ဆိုဖွင့်ပြီးတော့ည7နာရီလောက်ဆိုရင်ပိတ်တက်ပါတယ်။ညလိုက်9နာရီလောက်ဆိုရင်ကျွန်တော်အင်ပြန်တက်ပြီးတော့ကျွန်တော်ရဲ့အလုပ်ချိန်တော်တော်များများကိုလုံခြုံရေးကင်မရာတွေကနေမှတ်တမ်းတင်ထားတဲ့ဗီဒီယိုရှိတာကွန်ပျူတာရှိမှပဲကုန်ဆုံးရတာများပါတယ်။ အတွဲတွေအနှမ်းပေးနေတာမျိုးမိုးထဲမှာကလေးတွေပြေးလွှားနေတာမျိုးဆက်လီကားကနေလူတွေအတန်းဆင်းလုံနေတာမျိုးစားရမျိုးတွေကိုတွေ့ရတတ်ပါတယ်။အဲဒီနေ့ကအလုတ်အရန်ရှုပ်တဲ့စနေနေ့ညနေခင်းဖြစ်ပြီးတော့လူတွေအရန်များတာကြောင့်ကျွန်တော်တို့လည်းထွက်လာပြီးတော့လူတွေအဆင်မပြေဖြစ်နေတာမျိုးကိုကူညီပေးနိုင်ဖို့အတွက်မျက်စိတင်လင်ထားခဲ့ကြပါတယ်။ခုနှစ်နာရီလောက်ရောက်တဲ့အချိန်မှာလူတွေကသူတို့အိမ်ကိုပြန်သွားခဲ့ကြတာကြောင့်ကျွန်တော်လည်းလုံခြုံရေးခန်းကိုပဲပြန်သွားပြီးထိုင်နေခဲ့ပါတယ်။အဲဒီနောက်ကျွန်တော်အဲ့လုပ်ဖို့ကံပဲဖြစ်တဲ့အတန်ကဘလောက်တော့အလုံးရှုံလိုက်တဲ့နေလဲဆိုပြီးပြောလာခဲ့ပါတယ်။ တနေတည်းမှာပဲဆိုင်းရီအလုံးမှာအထူးရှုံးစရီမလုပ်ဖို့ငံမန်နေဂျာကိုပြောခဲ့ပါသေးတယ်။လူတွေကရှုံးစရီရတဲ့အခါဆိုအယူတွေလိုပဲဖြစ်နေကြတာလေ။ကျွန်တော်လည်းရေးလိုက်ပြီးတော့ဟုတ်တယ်ငါမင်းပြောတာကိုလက်ခံတယ်။အဒမ်ကမာတီနီဆော့ဆော့ပြန်မှာမို့လို့တော့ရီအလုံးကအန်ဆွဲရဲမှာမင်းတော့ခတ်ပြီးရင်မင်းအလုပ်တောင်းဝင်နေချေသွားပြီကိုလူပျော်ရှင်စရာပိတ်ရလေးဖြစ်ပါစေတနည်းလာနေပြန်တွေ့ကြတာဘုံလို့ပြောသွားခဲ့ပါတယ် အတန်ထွက်သွားပြီးရဲ့နောက်ကျွန်တော်လည်းဒီနေ့ရဲ့အရင်ကြီးတဲ့ဗီဒီယိုဖိုင်တွေကိုအစင်းလိုက်စီနေခဲ့ပြီးတော့ဒီဗီဒီယိုဖိုင်တွေထဲမှာမထင်မှတ်ထားတဲ့ပြမှုတွေမတော်ဆမှုတွေရှိနိုင်တယ်ဆိုတော့ကျွန်တော်တို့မသိနိုင်ဘူးလေ။ရှင်းနိုင်လောက်ရောက်တော့ကျွန်တော်မောရဲ့ border ကိုသွားပြီးတော့စိုက်တကားတွေပိတ်ထားလားဆိုတာကိုစစ်ဆေးဖို့အတွက်ထွက်သွားခဲ့ပါတယ်။ကျွန်တော်အပေါ်တော်ဝိုက်ကိုစစ်ဆေးပြီးတဲ့နောက်မှာကျွန်တော်ကလွယ်ပြီးဘယ်သူမှမရှိဘူးဆိုတာသိကြသွားတာကြောင့်ကျွန်တော်လုံခြုံရေးခန်းကိုပဲပြန်လာခဲ့ပြီးတော့အလွှာရိုင်းရဲ့ကင်မရာတစ်ခုချင်းစီကိုပိတ်ဖို့အတွက်လုပ်ခဲ့ပါတယ်။ နောက်ဆုံးကင်မရာကိုဖိဖို့လုပ်တဲ့အချိန်မှာကျွန်တော်မျိုးလုံးကဒက်လီကားထဲမှာမတည့်ရနေတဲ့သက်လက်ပိုင်းအွေအမျိုးသမီးစီကိုရောက်သွားခဲ့ပါတယ်။သူမကကင်မရာကိုကြောပြကြတာကြောင့်သူမရဲ့မျက်နှာကိုကျွန်တော်သေချာမမြင်ရပါဘူး။ကျွန်တော်စကားပြောဆက်မှုဖွင့်လိုက်ပြီးတော့ဒက်လီကားထဲကအမျိုးသမီးကိုမောပိတ်ပြီးဖြစ်ကြောင်းနဲ့ဒက်လီကားထဲကနေထွက်လာဖို့မနှက်ဖြန်မှပြန်လာရန်ပြောခဲ့ပါတယ်။အမျိုးသမီးကကျွန်တော်ပြောတာကိုအရင်မဆိုင်တယ်လို့ကင်မရာကိုလှည့်အောင်ကြည့်ခဲ့ပါဘူး။ သူကစကတ်အနေငယ်လောက်ရက်နေခဲ့ပြီးတော့ဒက်လီကာကဒုတိယရက်မှာထိုးစစပွင့်လာခဲ့ပြီးတော့အပြင်မှာတရောက်ရှိတယ်လို့မျိုးသူမကအပြင်ကိုချောင်းကြည့်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ဒုတိယရက်ကော်ရီဒါကိုကြီးလိုက်တဲ့အချိန်မှာတော့ဘယ်သူမှရှိမနေခဲ့ပါဘူး။အမျိုးသမီးကသူမရဲ့ဘဲညာနှစ်ဖက်လုံးကိုကြီးလိုက်ပြီးတော့ဒက်လီကာရဲ့ကိုပြောင်းဝင်လာခဲ့ပါတယ်။သူမအဲ့လိုမျိုးလုပ်တာကအတော်လေးကိုကြောက်စရာကောင်းနေခဲ့ပါတယ်။အဲ့ဒီနောက်အယူတယောက်လိုမျိုးဒက်လီကာရဲ့ခလုတ်တွေကိုအကုန်လိုက်နေနေခဲ့ပါတယ်။ ူမကဆင်းမလာဘူးဆိုရင်ကျွန်တော်ဒုတိယရက်ကိုလာပြီးခမရအောင်ဆွဲထုတ်ရလိမ့်မယ်ဆိုပြီးတော့သူမကိုတတိပေးဖို့ကြိုးစားခဲ့ပါတယ်။ကျေးဇူးပြုပြီးကျွန်တော်ဆင်းလာရအောင်မလုပ်ပါနဲ့။အဲဒီနောက်အမျိုးသမီးကကင်မရာကိုလိုက်ကြည့်လိုက်တဲ့အချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျွန်တော်ကြုံရုံတွေစိတ်သွားခဲ့ပါတယ်။သူမရဲ့မျိုးပေါင်းမြန်မာမျိုးလို့ရှိမှုနဲ့ခေါင်းပေါက်ကြီးဖြစ်နေခဲ့ပါတယ်။သူမကကင်မရာကိုရှောက်လာခဲ့ပြီးတော့ကင်မရာကိုစိုက်ကြည့်ကကျွန်တော်ရှိရမြင်ကွင်းကြောင့်ကျွန်တော်ဘာပြောမှမသိဘဲနဲ့ပြောစရာစကားတွေကင်းမဲ့သွားခဲ့ပါတယ်။ မျက်စိတမိတ်တွင်မှာပဲကျွန်တော်ရဲ့လူကြုံရေးကံတော်ကချွတ်ရင်သွားခဲ့ပါတယ်။ဒါတွေကအစ်တက်ထားတဲ့ကင်မာတွေဖြစ်ပေမဲ့ပုံရိပ်တွေကပြတ်တောက်သွားခဲ့ပြီးတော့မြင်ကွင်းတွေကဝေးဝါးသွားခဲ့ပါတယ်။ဒီလိုဖြစ်နေရတွေကိုသတိပြဖို့အတွက်အကြောင်းရင်းတိကျမရှိပေမဲ့ကျွန်တော်မိုက်ခရိုဖုန်းခနှုတ်ကိုထမ်းနှိပ်လိုက်ပြီးတော့မမ်ကျွန်တော်နောက်ဆုံးအချိန်ပြောနေရပါခင်ဗျာ။အတန်ကပြတ်တောက်သွားခဲ့ပြီးတော့မိုက်ခရိုဖုန်းကလည်းရပ်သွားခဲ့ပါတယ်။စပီကာကလည်းဝါယာကျူးရှော့ဖြစ်တဲ့အတန်လိုမျိုးတကြီးကြီးဖြစ်ပေါ်နေခဲ့ပါတယ်။ ။ဓလိကာကမောရဲ့အပေါ်ဆုံးလာမှရှက်သွားခဲ့ပြီးတော့စတုထားတဲ့လီကာရဲ့ဗီဒီယိုကင်မရာကမိတုံမိတုံဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်မှာဓလိကာကပွင့်သွားခဲ့ပြီးတော့သူမကအပြင်ကိုကြည့်လိုက်ကဓလိကာရဲ့ကင်မရာကိုပြင်ကြည့်ခဲ့ပါတယ်။အဲဒီနောက်အတန်တူတူနဲ့လေးလောက်အောင်သွားမလို့ဆိုပြီးတော့ပြောတော့ကင်မရာကလည်းမှတ်တမ်းတင်တာကိုရှက်သွားခဲ့ပြီးတော့မှောင်တိကျကပြတ်တောက်သွားခဲ့ပါတော့တယ်။ကျွန်တော်ဓလိကာစီသွားလိုက်ပြီးတော့ဓလိကာခလုတ်ကိုနှိပ်ကအောက်ကိုဆင်းသွားခဲ့ပါတယ် ဒီမြို့သမီးမတိုင်ခင်တက်လီကားကိုနောက်ဆုံးသုံးခဲ့တာကကျွန်တော်ဖြစ်ပြီးတော့တရားရောက်တာပေါ်တက်သွားမယ်ဆိုရင်သိတာနေမှာပဲဖြစ်ပါတယ်။ကျွန်တော်ကမိမိတက်ကိုဆင်းသွားခဲ့ပြီးတော့တက်လီကားကပွင့်လာတဲ့အခါမှာဘယ်သူမှရှိမနေခဲ့ပါဘူး။အဲဒီနောက်မော်တကူလုံးကိုလိုက်ရှိခဲ့ပြီးတော့သူမကခေါမိုးတက်ကိုတက်သွားတာဖြစ်လိမ့်မယ်ဆိုပြီးတော့ကျွန်တော်လီကားကနေအပေါ်ကိုတက်သွားခဲ့ပါတယ်။ဒါပေမဲ့အပေါ်တကားကအတန်တော့ခက်သွားတဲ့အတိုင်းမရှိနေခဲ့ပြီးတော့သူမအတွက်အပေါ်တက်ဖို့လမ်းမရှိပါဘူး။ ဒါကတတော်လေးကိုထိုးစမ်းနေခဲ့ပြီးတော့ကျွန်တော်လုံချုံရင်ကင်မရာကိုပြင်ပြမှုအတွက်အောက်ထပ်ကိုဆင်းခဲ့ပေမယ့်ကင်မရာကပထမတစ်ချိန်မှာဘာကြောင့်ချွေရင်သွားလဲမသိပေမယ့်အခုတစ်ချိန်မှာတော့ပြန်ကောင်းနေခဲ့ပါတယ်။လူငယ်တနားရီလောက်ကထိုးစမ်းတဲ့အမျိုးသမီးရဲ့ဘလူးအဆောင်းနာကိုမှရှာမတွေ့တော့ပါဘူး။အဲဒီနောက်ကျွန်တော်မျိုးသမီးစီကဖုန်းဝင်လာခဲ့ပြီးတော့ကိုနိုင်ထိုးပြီးဆိုတာကိုတတိထားမိလိုက်တာကြောင့်သူမကကျွန်တော်ကိုစိုးရိမ်နေမယ်ဆိုတာကိုသဘောပေါက်လိုက်ပါတယ်။ ကျွန်တော်သူမကိုဖုန်းပြန်ခေါ်လိုက်ပြီးတော့ sorry honey ကိုအခုပဲအိမ်ပြန်လာပြီလို့ပြောလိုက်ပါတယ်ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ရုပ်တိမရှိတဲ့မြင်ကွင်းကြောင့်တ냐လုံးအိမ်မရခဲ့ပါဘူးအဲ့ဒီအမျိုးသမီးကဘာလုပ်လဲ။အုတ်ခတ်ထားတော့မှသူမကဘာကြောင့်ခေါင်းမိုးတက်ကိုသွားမယ်ဆိုပြီးတော့ကျွန်တော်ကိုပြောခဲ့တာလေ။နောက်နေ့ကျွန်တော်နောက်ကျမှနိုးလာခဲ့ပြီးတော့ထမင်းစခွဲမှာထိုင်ကရုတ်တရက်ကျွန်တော်ဖုန်းကမိလာခဲ့ပါတယ်။ကျွန်တော်က hello လို့ပြောလိုက်တဲ့အချိန်မှာလေးနက်တဲ့အတန်နဲ့အမျိုးသားတစ်ယောက်ကပြောလာခဲ့ပါတယ်။ကျွန်တော်ကရေးအရာရှိ prepper အမကမက်ဒရုစကောလာ ဟုတ်ကဲ့ပါရဲရရှိဘလို့ကြောင်းရမှရှိလို့လည်းမသိဘူးကျွန်တော်အန်အော်ရိုက်လီတန်နဲ့ပြန်ဖြေခဲ့ပါတယ်ကျွန်တော်တို့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတာကြောင့်ကုန်တိုက်ကဝန်ထမ်းတွေအကုန်လုံးကိုလိုအပ်နေပါတယ်ဒါကြောင့်ကုန်တိုက်ကိုလာပေးဖို့ပြောချင်တာပါအဲဒီနောက်ဖုန်းချသွားခဲ့ပြီးတော့ရဲရီစီကဖုန်းခေါ်ခင်ရတာကဘယ်သူမှပြောမယ်လို့တော့မထင်ပါဘူးကျွန်တော်ကုန်တိုက်ထဲရောက်တော့ရဲရရှိတွေကကုန်တိုက်ထဲကဝန်ထမ်းတယောက်ချင်းစီကိုစုံစမ်းစစ်ဆေးနေတာကိုတွေ့လိုက်ရပါတယ်အဲဒီနောက်ရဲရရှိတယောက်ကကျွန်တော်စီကိုရောက်လာခဲ့ပြီးတော့မက်ထရုစကောလာ ဟုတ်ပါရဲ့ခင်ဗျာဆိုပြီးတော့ကျွန်တော်စိတ်လုံရှားစွာပြန်ဖြေခဲ့ပါတယ်။ရဲရာရှိကအမျိုးသမီးတယောက်ရဲ့ပုံလေးတစ်ပုံကိုထုတ်ပြလာခဲ့ပါတယ်။မင်းညာကဓာလိကောင်ဗီဒီယိုထဲမှာတွေ့လိုက်ရတဲ့အမျိုးသမီးနဲ့တူနေရကြောင်းကျွန်တော်မျိုးလုံးတွေပြုကျင့်သွားတာအံ့ဩသွားခဲ့ရပါတယ်။ကျွန်တော်မင်းညာကသူမကိုတွေ့လိုက်တယ်။သူမပုံစံကတကယ်ကိုထူးဆန်းနေခဲ့ပြီးတော့ဆိုင်တွေအလုံးပိတ်သွားတာတော့ကုန်းလိုက်သေးကိုဘလူးခိုးဝင်ခဲ့လည်းမသိဘူး။ ျွန်တော်ဒီလိုပြောလိုက်တာကတကယ်ဟိုမှသွားခဲ့ပြီးတော့ရဲရရှိနေရောက်ရဲ့အလုံးရဲ့အကြည့်တွေကကျွန်တော်စီကိုရောက်လာတာကိုသတိထားမိခဲ့ပါတယ်။မင်းမင်းညကသူမကိုမြင်လိုက်တယ်ဆိုတော့တေချာလားဆိုပြီးမေးလာခဲ့ပါတယ်။ဟုတ်တယ်သူမပဲဘာလို့မြင်ရလဲလို့ကျွန်တော်ပြန်မေးလိုက်တဲ့အချိန်မှာရဲရရှိ break ကကျွန်တော်ကိုကြည့်လိုက်ပြီးတော့ဓာတ်လိုက်ကားရဲ့ဗီဒီယိုကိုငါ့ကိုပြပါဆိုပြီးတော့ပြောလာခဲ့ပါတယ်။ အထူးဆန်းဆုံးအပိုင်းကကင်မရာကသူ့ဘာသာသူချွတ်ရင်သွားပြီးတော့ဗီဒီယိုကိုပြန်စစ်ကြည့်လိုက်တဲ့အချိန်မှာကင်မရာထဲမှာသူမမပါတော့ဘူးဆိုပြီးတော့ရဲရရှိကိုပြောပြခဲ့ပါတယ်။ရဲရရှိတွေကတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီးတော့ဒီကောင်မလေးပြောက်နေတာတပတ်လောက်ရှိပြီးမင်းငါတို့ကိုအယူများထင်နေတာလား။ကျွန်တော်နှစ်ဖို့မှချွတ်ရပြန်နေခဲ့ပြီးတော့ဘာဖြစ်နေရလဲ။ ရဲရရှိပရကကော်မလီကိုပြီးခဲ့တဲ့တစ်ပတ်ကဒီကုန်းတိုင်းမှာနောက်ဆုံးတွေ့ရတယ်လို့ငါတို့သတင်းရခဲ့တယ်။ဒီတော့ငါတို့ကိုပြီးခဲ့တဲ့တစ်ပတ်ကဗီဒီယိုမှတ်တမ်းတွေပြပေးပါ။မနေ့ညကကျုံခဲ့ရတာတွေကိုပြပြခဲ့တဲ့အတွက်ကျွန်တော်ကတန်တရားဖြစ်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။ကျွန်တော်အချိန်ဆွဲမနေတော့ပဲလုံခြုံရေးအခန်းကိုခေါ်သွားခဲ့ပြီးတော့သူတို့တောင်းသမျှဗီဒီယိုတွေအလုံးကိုပြခဲ့ပါတယ်။သုံးနိုင်ကကြည့်ရှုပြီးသွားကြတဲ့အချိန်မှာရဲတွေကသူမကုန်းနိုင်ထိုင်ကထွက်လာပြီးတော့ဓလိကားတွေကိုဝင်လာတာကိုတွေ့လိုက်ရပါတယ် ရှင်းနိုင်လောက်ရောက်တဲ့အချိန်မှာလီလွာကိုတက်သွားတာကိုမြင်လိုက်ရပြီးတော့ကုန်းလိုက်ပိတ်သွားတာတော့ဝင်လာတဲ့သူမှကြောင့်ကျွန်တော်အံ့ဩသွားခဲ့ရပါတယ်။အရင်ညာက အတန်တဝင်ကြတဲ့အချိန်ဆိုတော့ကျွန်တော်မှတ်မိသွားခဲ့ပြီးတော့မင်းညာကကောင်မလေးကခေါမိုးဝတ်ကိုတက်သွားမယ်လို့ပြောခဲ့တဲ့အကြောင်းကိုရဲရီကိုပြပြလိုက်ပါတယ်။အတန်ကခေါမိုးတော်တွေကိုတင်လာတာကြောင့်ရဲရရှိတွေကအတန်ကိုကြည့်လိုက်ပြီးတော့ငါတို့ကိုခေါမိုးတော်တွေကိုပေးပါ။မမျော်လင့်တဲ့အချိန်မှာအတန်ကရဲရီစီကနေထွက်ပြေးခဲ့ပါတယ်။ ရဲတွေကခေါင်းမိုးတကားကိုဖျက်ဆီးလိုက်ပြီးတော့ရှာဖွေလိုက်တဲ့အချိန်မှာတိုင်ဒီအောက်မှာဖွက်ထားတဲ့အမိုက်အိတ်နဲ့ထူထားတဲ့အမျိုးသမီးတယောက်ရဲ့အလောင်းကိုတွေးလိုက်ရပြီးတော့အတန်ကမကြသေးခင်ကပဲအဲ့ဒီတနာစရာအမျိုးသမီးဖြစ်တဲ့သူမိမအပေါ်ကိုဖောက်ပြန်ခဲ့ပါတယ်။အရင်ညမှာပဲသူမကသူ့ရဲ့ဆက်ဆံရေးကိုအဆုံးသတ်ဖို့ပြောရန်လာခဲ့ပြီးတော့သူတို့ရဲပစ်ခဲ့ကြကအတန်ကသူမကိုလေးပဲညှက်သက်ခဲ့ပါတယ်။ ပြမှုကနေလူမျိုးမှုအတွက်သူမရဲ့အလောင်းကိုခေါင်းမိုးပေါ်မှာဖွင့်ထားပြီးတော့မကြခင်မှာအလောင်းကိုဖျောက်ဖျက်ဖို့အတွက်စီစဉ်ထားခဲ့တာကြောင့်သူမရဲ့ဝိညာဉ်ကမင်းညကကျွန်တော်ကိုတရင်ပေးဖို့အတွက်ခြောက်လန့်ခဲ့တာပဲဖြစ်ပါတယ်တရေတွေကတကယ်ရှိလားဆိုတော့ကျွန်တော်မသိပေမဲ့မင်းညကခေါင်းမိုးပေါ်မှာတည်ဆုံနေပြီဖြစ်တဲ့ကောင်မလေးနဲ့တန်လီကားထဲမှာတွေ့ရတဲ့ကောင်မလေးကအတူတူပဲဆိုတာတော့သိရနေခဲ့ပါတယ်။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။သဘောကျနှစ်သက်တယ်ဆိုရင်ဗီဒီယိုလေးကို like နှိပ်သွားပြီးတော့ channel လေးကို subscribe လုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်။